ပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မင်္ဂလာဆောင်သေးမှာမဟုတ်ကြအောင်ထုတ်ပြောလာတဲ့စုပြည့်သက်စင်မှာအားလုံးမင်္ဂလာပါရှင်နာမည်ကျော်စက်တီသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေရဲကျမတို့ရဲ့ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်မြန်မာပြည်မှာအထင်ပေါ်ကျော်ကြားဆုံးသောမင်းမီလေးတလက်ဖြစ်တဲ့စုပြည့်သက်စင်ကတော့သူမရဲ့လက်တလောအခြေအခြေတွေကိုတော်ဝင်ထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းစုပြည့်သက်စင်ဆိုတာမင်းသားဟင်းဝင်းရဲ့နဲ့ချစ်ကြိုက်နေပြီးမကြိုက်လဲထက်တော်မယ်လို့သတင်းတွေထွက်ထားသူဖြစ်ပါတယ်ဟင်းဝင်းရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကသူ့ရဲ့သားက ြည်သူတွေထင်ထားသလိုပဲနာမည်ကျော်မင်းသမီးတက်လက်နဲ့မကြခင်လက်ထက်ထင်းမြတော့မယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှာပြောဆိုခဲ့မှုပါတယ်။အဆိုပါအင်တာဗျူးပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးကြာခဲ့ရပေါင်းများစွာထပြီးတော့ပြည်သက်တည်းရဲ့စေဝင်စားမှုတွေဖြစ်ခဲ့ပါတယ်။သူတို့နှစ်ဦးကအလွန်တရားမှလိုက်ဖက်လွန်သလိုဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာခဲ့ကအခုချိန်ကြီးတွဲပြီးတော့ဇလန်းတွေရုပ်ရှင်ကားတွေကိုအတူတူရိုက်ကူးနေကြပါတယ်။ဒါကြောင့်လဲပြည်သက်တွေကသူတို့နှစ်ဦးကိုသဘောတူကြပြီးတော့သူတို့ရဲ့မင်္ဂလာသတင်းကိုစောင့်မျှော်နေကြပါတယ်။ မင်းသားချဟင်းဝရန်ကတော့ဒီကိစ္စကမဟုတ်မှန်ကြောင်းကိုတရားဝင်ရှင်းလင်းပြောဆိုထားခဲ့တာကြားပါပြီဒီနောက်ပိုင်းမှာလည်းသူကမော်လမြိုင်ဘက်ကတတိသမီးတဦးနဲ့လက်ထက်မင်္ဂလာဆောင်တော့မယ်ဆိုပြီးတော့သတင်းတွေထွက်ပြီးတော့သတင်းတွေကလည်းဖော်ပြနေပါတယ်ဒါကြောင့်မို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကပို့ပြီးတော့အရေးချိန်မြင့်တက်ခဲ့တာပါတစ်ဖက်မှာလည်းကာကန်ရှင်ဆိုပြတဲ့သတင်းဖြစ်ရှင်းချက်တွေကိုစောင့်မျှော်နေကြပါတယ်ဒီလိုဖြစ်နေတဲ့အချိန်မှာပဲဆိုပြတဲ့သတင်းကမင်္ဂလာဝတ်စုံနေတဲ့ဓာတ်ပုံတွေကအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်ဒါက pre-wedding ရိုက်ကူးနေတာပဲဖြစ်မယ်ဆိုပြီးပရိသတ်တွေကအမကြသေးခင်က ။ဆိုပြေကမင်္ဂလာဆောင်တော့မယ်ဆိုပြီးကောက်ချက်ချလိုက်ပါတော့တယ်။ဒါကြောင့်လည်းသတင်းဌာနပေါင်းစုံကသတင်းဒီမျိုးစုံရေးပြီးတော့အကြေကန်ရှင်ကိုရိုင်းမဖြစ်မနေထွက်ရှင်ရမယ့်အနေအထားကိုရောက်လာပါတယ်။ဆိုပြေသစင်ဖြစ်ရှင်ချက်ရဲ့အဆိုပါမင်္ဂလာဝတ်စုံနဲ့ဓာတ်ပုံတွေကအကဲ့၍သာဆိုရဲရုပ်ရှင်ဇာတ်ကြီးရဲ့ပိုစတာပုံတွေဖြစ်ကြောင်းကိုလည်းသိရပါတယ်။ဒါရိုက်တာဖြစ်တဲ့သူကဒီဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကွက်တွေနဲ့လာရောညှိထွေဖြစ်အောင်ကျိုးတင်ရိုက်ကူးစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီမင်္ဂလာဝတ်စုံနေတဲ့ပုံတွေကသူမရဲ့တကယ်တမ်းမင်္ဂလာဆောင်ဝတ်စုံပုံတွေမဟုတ်ပဲဇက်လန်ရရိုက်ကူးထားတဲ့ဟာတွေသာဖြစ်ပါတယ်။ ။ဆိုပြည့်အနေနဲ့အပြင်းမင်္ဂလာဆောင်မှုမရှိကြောင်းနဲ့အနုပညာအလုပ်တွေကိုပဲဆက်လက်လုပ်ကိုင်နေဦးမှာလို့သိရပါတယ်။အဆိုပါအကယ်၍သာဆိုတဲ့ရုပ်ရှင်စကားကြီးမှာတော့သူနဲ့တွဲဖက်ညီလွန်းလာတယ်ဆိုတဲ့နေထော့ဆိုင်းစီတွန်ခန်းတို့ပါဝင်တယောက်ဆောင်ထားတယ်လို့အမျိုးသမီးနုပညာရှင်တွေအဖြစ်မင်းမြင့်မို့မေပကြီးတို့ပါဝင်တယောက်ဆောင်ထားတယ်လို့သိရပါတယ်။ဒီစကားကလည်းရှေ့ကအောင်မြင်ခဲ့တဲ့ကျင်ပေါ်ဇလန်းထွဲလိုမျိုးပါပဲ။ပြိသက်တွေကြားမှာတေချာပါအောင်မြင်လာမယ်လို့ယုံကြည်နေပါတယ်။ကျင်ပေါ်ဇလန်းထွဲတို့ကလည်းပြိသက်တွေကြားမှာအများကြီးအောင်မြင်ချက်ကတော့ နေထွန်းနဲ့စိုးပြေတို့ကိုအပြင်မှာလဲသဘောတူကြတဲ့အထိဖြစ်ခဲ့သလိုတစ်ဖက်ကစိုင်းစီတွန်ခန်းရဲ့ဖန်တွေကလည်းသူတို့မင်းသားနဲ့စိုးပြေကိုသဘောတူတဲ့အထိဖြစ်ခဲ့ကြပါတယ်။အကယ်၍သာဆိုတဲ့ရုပ်ရှင်စကားကြီးကအစတင်ရင်ကုဖို့ကြံရုံးမဲ့ရှိပေမဲ့ပရိသတ်တွေကြားထဲမှာလူသိများထင်ရှားနေပြီဖြစ်ပါတယ်။အကြောင်းကတော့တစ်ဖက်မှာဂေယထနေတဲ့ဟင်းဝင်ရဲနဲ့စိုးပြေတို့ရဲ့အမင်္ဂလာပွဲသတင်းကြောင့်ပဲဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာသတင်းကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအနေနဲ့အခုချိန်မှာတော့ရှင်းရှင်းလင်းလင်းသိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ကုန်လုံးမှာမင်္ဂလာပွဲကျင်းပလိုက်မယ်လို့ထင်မြင်ထားခဲ့ပေမဲ့လည်းဟင်းဝီရင်ရောဆိုပြတဲ့စဉ်ရောညှင်းဆိုထားတဲ့အကြောင်းပြည်သက်တွေဖြစ်စေခြင်းနဲ့မင်္ဂလာပွဲဖြစ်လာဖို့မရှိသေးကြောင်းသိရပါဗျ။ဒီအခုတင်ဆက်ပေးချင်တာကတော့ပန်းအောင်ချဲရဲ့မစစ်မကျင်းလို့ရတဲ့ခုကြောင်းပိုင်တကွန်တို့ဇနီးမောင်နှံမျက်နှာပြက်ခဲ့ရတဲ့အကြောင်းကိုတမီဆိုပြောရဲဆိုတဲ့သတင်းလေးပါ။မင်္ဂလာဦးဇနီးမောင်နှံကိုလူကြားထဲမှာနေရာခက်အရှေ့အောင်လုပ်ခဲ့တဲ့ပန်းအောင်ချဲရဲ့လူဝင်မတည့်ရလို့တခုကိုထောက်ပြလိုက်တာကတော့ Facebook ဆေးတမီဆိုပါ။အမှန်တကယ်မှာလည်းပိုင်တကွန်ရဲ့မင်္ဂလာပွဲမှာပန်းအောင်ချဲလို့ရကတော်တော်လေးကို လူမှုရေးမသိအားနာစရာကောင်းတယ်လို့ဆိုရမှာပါဒါကြောင့်လည်းလူတွေကအဝေးပန်နေကြတာပဲဖြစ်ပါတယ်ပဲအောင်ချဲဆိုတာကတော့အစရောကြီးဂရဟန်ရဲ့သမီးဖြစ်တာဖြစ်ပြီးတော့တချင်းဆိုတာတေယုတ်ဆောင်မင်းသမီးလောက်တာစားတဲ့အနုပညာလှူရှာမှုတွေလုပ်နေတာဖြစ်ပါတယ်ပဲအောင်ချဲကချက်စရာကောင်းတဲ့အမူအရာနဲ့တေယုတ်ဆောင်နိုင်တယ်လို့တချင်းတွေကလည်းအတန်းချွချွအေးအေးလေးနဲ့သိဆိုလေးရှိပါတယ်ဒါပေမဲ့လည်းပဲအောင်ချဲကမြန်မာအနုပညာလောကမှာပရိသတ်တွေဝေဖန်တာကိုပြင်းပြင်းထန်ထန်ခံရဆောင်အနုပညာရှင်တအူးဖြစ်နေရပါ အထူးသဖြင့်ပတ်ရောင်ချေကစကားပြောလိုက်ရင်မပီတာပဲတုံးပီတန်လို့လို့ဖြစ်နေရပါဒါအပြင်တရုတ်ဆောင်တာနဲ့ပတ်သက်ပြီးလည်းပတ်ရောင်ချေတရားဝေဖန်ခံရပါတယ်အခုဒီခါမှလည်းအစရောဂရဟင်းရဲ့တမိကြီးပတ်ရောင်ချေကပိုင်တကွန်နဲ့လင်းမြဖူရီယာမင်္ဂလာပွဲတင်နဲ့ပတ်သက်ပြီးဝေဖန်ခံနေရတာပါဖြစ်ပုံကတော့ပိုင်တကွန်နဲ့ဇနီးတဲ့လင်းမြဖူရီရဲ့မင်္ဂလာတင်နာပွဲမှာပါပြောင်ချေကသူတို့သားပိုင်တကွန်သူတို့သမီးလင်းမြဖူးတဲ့ရင်းနေတာကြောင့်ပိုင်တကွန်မင်္ဂလာတင်နာပွဲကိုတက်ခဲ့ပါတယ်။ဒါပြင်ပြောင်ချေကတငယ်ချင်းပိုင်တကွန်အတွက်အမှတ်တရစကားပြောရတာဖြစ်ပါတယ်။ ဒီလိုမှတ်တရစကားမှာတော့ပန်ဒီကွန်ကအခုလက်ထက်ထားတဲ့လင်းမြဖူးနဲ့ရန်ဖြစ်စကားများအပြီးမှာသူ့စီကိုတညာလုံးဖုန်းဆက်ကရင်ဖွင့်နေဆိုတဲ့အကြောင်းတွေကိုပါမိုက်ကိုလက်ကမချပဲအကြကြီးထည့်ပြောသွားတာပါဒါကြောင့်လေပရိသတ်တွေကတော့မင်္ဂလာဦးဇနီးမောင်နဲ့နေရောက်ကြည်ကြည်နူးနူးလက်ထက်နေချိန်မှာအရင်တုန်းကကရန်ဖြစ်ကြတဲ့စကားတွေငယ်ကျွန်းငယ်နာတွေဖော်ပြီးတော့လူမှုရေးအသိမရှိဘူးလို့ဆိုကြတာပါ ဒီမတိုင်ခင်မှာတော့ပိုင်းတကုံကလင်းမြဖူးနဲ့တခါမှအစကားများရံမဖြစ်ဘူးကြောင်းလင်းမြဖူးကြောင့်သူစိတ်မညစ်မငိုရဘူးကြောင်းမိသားတွေမှာပြောထားတာကိုပတ်ရံချေကတော့ပိုင်းတကုံနဲ့လင်းမြဖူးနဲ့ရံဖြစ်တဲ့အကြောင်းကိုလူသိရှင်ကြားဖွင့်ဟခဲ့တာမို့ပိုင်းတကုံရဲ့အဆက်ပြင်းပြန်ကွဲခဲ့ရတာဖြစ်ပါတယ်။ပိုင်းတကုံချစ်သူလေးတမီလင်းမြဖူးနေရာကကြည့်ရင်လေကိုသူတို့သားလောင်းကတခြားမိန်းကလေးနဲ့တညာလုံးဖုံးပြတဲ့အကြောင်းလူပုံလေးမှာပြောခံရတာတော်တော်လေးကိုလက်မခံခြင်းစရာကောင်းနေရပါ။ ။ဒါကြောင့်လည်းလူတွေကပန်းအောင်ချဲလူမျိုးရေးမသိချက်မှုကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။ပန်းအောင်ချဲဝတ်စားလာဖို့ကလည်းလူပြောချင်စရာပါ။ပန်းအောင်ချဲကပိုင်းကုံတို့မင်္ဂလာပွဲကိုတက်ရောက်တဲ့အချိန်မှာအဖြူအောင်ကောင်ဝင်ကြီးဝတ်ချလာတာဖြစ်ပါတယ်။ပန်းအောင်ချဲဝတ်စားထားတဲ့ပုံစံကအဖြူအောင်သူတို့သမီးတယောက်လိုပုံစံမျိုးဖြစ်နေရပါပယောင်ချေကသူတို့သမီးလင်းမြဖူးထက်တောက်ပစွာဝတ်စားလာလို့လေဘသူကသူတို့သမီးအစ်စ်လဲဆိုပြီးလူတွေကအဝေးပန်းနေကြတာပါမြမအတိုင်းဝိုင်းမှာအလူရှင်သူတို့သားသူတို့သမီးတွေထက် ဘသာပွဲချမ်းသာပါစေအပရိသတ်တွေကပိုပြီးတောက်ပအောင်မွေးတာကလည်းလူရင်ချင်းမှုအသည့်တရားတစ်ခုပါပဲဒါကြောင့်လည်းအမေရိကန်နိုင်ငံမှာနေထိုင်တဲ့သမီးဆိုကသူ့မိင်္ဂလာပွဲကိုပန်းအောင်ချေလို့လူမွေးမသိတတ်တဲ့လူသားလာရင်ခွင့်မပြုဘူးလို့ပြောလာတာပါအခုချိန်မှာတော့ပိုင်ဒီကွန်နဲ့အလင်းမြဖူးကနိုင်ငံခြားဟန်နီမွန်းထွက်ပြီးပန်းဖြေနေပါပြီဒါပေမဲ့လည်းပန်းအောင်ချေကတော့လူတွေဝေဖန်နေတဲ့တံကိုခံနေရဆဲပဲဖြစ်ပါတယ်ဒါပေမဲ့လည်းပန်းအောင်ချေကတော့ဒီပိုင်ကွန်ရဲ့အမေရိကန်ပွဲမှာပန်းအောင်ချေရဲ့လောက်ရက်တွေကလက်ခံချစရာကောင်းလားဆိုတာချက်ရတဲ့ပြည်သက်တွေပြောသွားပေးကြပါအောင်နော် အခုတင်ဆက်ပေးချင်တာကတော့သိန်း900တဲ့ LVA ကြီးဘူတော်ကိုင်နိုင်တဲ့ဒီချမ်းသာကျွဲဝါနေလို့လူပြောများနေရဲ့ဖြူဖြူထွေပါ Internet ပေါ်မှာရေပန်းစားနေတဲ့ Facebook ဆယ်လီဖြူဖြူထွေကသူမရဲ့ချမ်းသာကျွဲဝါမှုအစစ်မှန်တွေကိုချပြလို့လာပါပြီခုဆိုရင်တော့ဖြူဖြူထွေတယောက်ကတော့သိန်း900တန်းလောက်ရှိတဲ့တန်ဘိုးကြီး LV brand အကြီးတော်ကိုင်နိုင်နေတာကြောင့်လူတွေကသူ့ကိုတော်တော်လေးချမ်းသာနေပြီလို့အားအသင့်စွာပြောဆိုနေကြတာပါမြန်မာနိုင်ငံ Internet စာမျက်နှာပေါ်မှာရေပန်းစားနာမည်ကြီးတဲ့အပြင်လူတွေရဲ့ပြစ်တင်ဝေဖန်မှုကိုအပြည့်အဝလက်ခံရရှိထားတဲ့သူကတော့ Facebook ဆယ်လီဖြူဖြူထွေးပဲဖြစ်ပါတယ်ဖြူဖြူထွေးကဆိုရင်တော့မြန်မာနိုင်ငံဆယ်လီတကာဆယ်လီထဲမှာအချမ်းတာဆုံးနဲ့အထောဆုံးဖြစ်တယ်လို့လည်းသိရပါတယ်ဖြူဖြူထွေးကအခုလိုနုပညာအလုပ်တွေနဲ့အောင်မြင်ကျော်ကြားတဲ့ဆယ်လီတူမဖြစ်ခင်တော့ကအနေမြို့လေးတစ်မြို့ကနေပြီးတကုံတက်ကတူမှာလာရောက်ပညာသင်ကြားခဲ့တာပါအဲ့ဒီတော့ကအလုပ်တစ်ဖက်နဲ့ပညာသင်ကြားခဲ့တာပါဖြူဖြူထွေးကငယ်စဉ်က MC Media ဌာနမှာတရင်းထောက်တယောက်နေနဲ့လုပ်ကင်ခဲ့ပြုတယ်လို့သိရပါတယ်ဒါပေမဲ့ဖြူဖြူထွေးကသူအင်တာဗျူးတဲ့အခါမှာအင်တာဗျူးပြုလိုက်ရတာအတန်တခုမှပါမလာခဲ့တာပါ။ဒါကြောင့်ဖြူဖြူထွေးရဲ့အင်တာဗျူးတစ်ခုလုံးက ရုပ်မြင်အတန်မကြာပဲအင်တာဗျူးကြီးဖြစ်ခဲ့တာကြောင့်အလုပ်ကလည်းအထောက်ခံလိုက်ရပါတယ်။ကံကောင်းကျွန်တော်ပြည်ပြည်ထွေးက entertainment တွေပိုင်နိုင်တာကြောင့်အကြောင်းကပွဲမှာဂျွန်းထိုးနေတဲ့ဟာတာဗီဒီယိုတစ်ခုကနာမည်ကြီးလာခဲ့ပါတယ်။နောက်ပိုင်းဗီဒီယိုလေးတွေရိုက်ကွင်းနေပြည်ပြည်ထွေးကအောင်မြင်တဲ့ Facebook ဆက်လေးတယောက်ဖြစ်သွားခဲ့ပါတယ်။နာမည်ကျော်ကြားပြီးတဲ့နောက်မှာသူမရဲ့တောဆန်တဲ့အပြုမူတွေစကားပြောပုံတွေကြောင့်တစ်ဖက်မှာပြည်ပြည်ထွေးကိုမုန်းတွေးရတဲ့သူတွေလည်းပုံများလာပါတယ်။ဒါပေမဲ့လည်း social media ရဲ့ကျေးဇူးတွေကြောင့် ဖြစ်ဖြစ်ထွေးကတော့လူမုံများလဲငွေတွေပို့လို့တော့ဝင်လာပါတယ်အခုဆိုရင်နေမှာကျမ်းမာတဲ့ရှိုးပွဲတွေမှာ live ဆိုတာတွေရှိပါတယ်နောက်ပြီးတော့ TikTok တွေကနေလဲငွေတွေအများကြီးဝင်နေရအောင်ပို့ပို့ပြီးတော့အချမ်းသာလာတာပါဖြစ်ဖြစ်ထွေးကအစားတင်ပြီးတော့နာမည်ကြည့်ပြီးဆိုကြဲကူကသူငါရဲ့ကိုယ်ပိုင်အင်္ဂလိပ်တလုံးစောင်းနိုင်ခဲ့ပါပြီကားရီအင်းဒီလဲစောင်းနိုင်တဲ့အပြင်ကို brighter တွေမှာလဲတိမ့်ထောင်ချီအောင်ကိုလှူဒန်းနိုင်တဲ့အထိကြောကချမ်းသာနေရဖြစ်ပါတယ်။အခုရပိုင်းမှာတော့ဖြူဖြူထွေးကတိမ့်ရချီတက်မှုရှိတဲ့ LPG ကိုကင်ဆောင်ထားတဲ့ဓာတ်ပုံလေးပုံတက်လာပါတယ်။ ဒါကြောင့်လေလူတွေကဒီလိုမျိုးကဘာမှာတော့နာမည်ကြီးဆုံးအိတ်ကိုကင်နိုင်တဲ့အထိချမ်းသာကျော်ဝလွန်နေတဲ့ဖြူဖြူထွေးကိုထင်ကြေးပေးနေကြတာပါဖြူဖြူထွေးကင်ဆောင်တဲ့အိတ်ကလည်းပုံမှန်အိတ်မဟုတ်ပါဘူးကဘာဘောကနာမည်ကြီးဆုံး brand တွေထဲကတစ်ခုဖြစ်တဲ့ LV brand မှာနာမည်ကြီးတဲ့အောင်ရည်သွေးတွေကောင်းတာကြောင့်တင်းကိုရာနဲ့ချီထောင်နဲ့ချီဝဲယူချရပါတယ်ဒါပေမဲ့ဖြူဖြူထွေးကတော့သူမကင်ဆောင်ထားတဲ့အိတ်ကသိန်း900ကျော်တန်မှုရှိရအိတ်မဟုတ်ပဲတသိန်းနှစ်သိန်းလောက်ပဲတန်မှုရှိရအိတ်လို့ပြန်လဲခြေပလာပါတယ်ဒီလိုသိန်း900ကျော်တန်မှုရှိတဲ့အိတ်ကြီးကို ကင်ရလောက်တဲ့အထိလဲသူမချမ်းသာသေးပါဘူးလို့ပြောလာခဲ့ပါတယ်။နောက်ပြီးတော့ဒီလို fashion တွေနဲ့ brand တွေကင်မဲ့စာပရာဟိတတွေမှာလူတန်းလေးရှိတယ်။လူတန်းလေးရှိတာဖြစ်ပါတယ်။သူကင်တဲ့အိတ်ကလည်းနှစ်သိန်းသုံးသိန်းလောက်နဲ့နေရာဆုံးမှာဝယ်လို့ရတဲ့အိတ်အတူကြီးလို့ပြောလာတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးအမိဖြစ်သူကလည်းဒီလိုမျိုးတွေမဝယ်ကင်နိုင်မဲ့ဈေးချွတ်ချွတ်တတလေးတွေပဲကင်နိုင်တာလို့ပြောပြလာတာပါ။ရှိ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 ယူသားမှုကဂုံရှိရဲ့အတွက်အကြွားမော်ပါပဲနဲ့ကိုနိုင်နာလေးပဲကင်ပြီးတော့လှူရတန်းရရင်ကျင့်တဲ့ကြောင်ဒီလိုမျိုးတွေလည်းမဝင်နိုင်ပါဘူးလို့ယူသားစွာပြောလာပါတယ် ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တွေရောဖြူဖြူထွေးကဒီလိုမျိုးသိန်း900တာမဟုတ်ဘဲ2သိန်း3သိန်းနဲ့ဝယ်ထားတဲ့အတုကြီးလို့ရိုးသားစွာဝန်ခံလာတဲ့အပေါ်မှာတော့ဘလို့မြင်မိလဲဆိုတာပြောသားပေးကြပါအောင်နော်ချယ်ရီပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရရှင်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နေလို့ကျွန်တော်တို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအတူကျေးဇူးတင်ရှိပါရရှင်